အားလုံးပဲမင်္ဂလာပါရှင်။ပုံရမ်းမင်းကြီး Francis ရှင်သူမြတ်ရဲ့မင်္ဂလာသတင်းစကားတွေကိုဝေငါပေးဖို့တပန်အလဲချလာပြီမို့လို့ဒီတပန်မှာတော့2025ခုနှစ်အတွက်ပပ Francis ရဲ့ဝါရင်သတင်းစကားလေးကိုအပိုင်း1အနေနဲ့တင်ဆက်ပေးချင်ပါတယ်။ ဓမ္မမိတ်ဆွေများရှင်ပုံရမကြီး Francis ရှင်သူမြတ်ရဲ့2025ခုနှစ် Warren Kala ရဲ့သတင်းစကားမှာမိမိရဲ့အသက်တာကိုဒီဇိုင်းမမတ်ပြောင်းလဲခြင်းကိုရှောက်လန်းတဲ့အသက်တာအဖြစ်ရှင်သန်ဖို့အရေးကြီးတဲ့အကြောင်းငြိမ်းချမ်းစွာရှောက်လန်းဖို့နဲ့မိမိရဲ့ဘဝတူရီကိုမျှော်လင့်ချက်ထားဖို့အသာပေးမိကြတာဖြစ်ပါတယ်။ မျောလင့်ခြင်းဟာစိတ်ပြတ်မသွားစေနဲ့ဆိုရင်ဂျူဘလီနှစ်ရဲ့ဗဟုချက်မှသတင်းစကားဟာကျွန်တော်တို့ဝါရင်းကာလာရဲ့ခရီးတစ်လျှောက်ပါစကာအောင်မြင်ခြင်းတို့တိုင်မျက်ခြေမပြတ်စီပါနဲ့လို့မိကြရင်နဲ့မကြခင်ကဒီဝါရင်းသတင်းလွှာကိုထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်ကောရင်သူအော်ဝါရာစာ ပထမစာဆောင်ထဲမှာစိတ်ပေါ်ရဲ့ရွေးကြော်ချက်ဖြစ်တဲ့တည်ခြင်းသည်အောင်မြင်ခြင်းရဲ့ဝါမျိုးခြင်းကိုခံရပြီး ။ဩတိချင်းတင်းဤအောင်မြင်ခြင်းကအဘေမာနီ။ဩတိချင်းတိအစိတ်စုကအဘေမာနီဆိုတဲ့တန်းချက်ကိုကိုးကားထားတာလည်းဖြစ်ပါတယ်။ပပါဖရန်စစ်ဟာစီးယုံမှာစီဝါကုသမှုခံရပေမဲ့လေဒီဝါရင်သတင်းစကားရဲ့တဝက်လွာမှာဖီဖရိုင်လာ6ရက်နေ့လို့ရက်စွဲတထားတာပါ။ဒါကြောင့် သူစည်းရုံတက်ရောက်တာကဖေဖော်ဝါရီလ14ရက်ဖြစ်တဲ့အတွက်စည်းရုံမတက်ခင်ကလေးကပြင်ဆင်ထားပြီးဖြစ်တယ်လို့ယူဆနိုင်ပါတယ်။ဝါရင်းကာလာဟာမတ်လ9ရက်နေ့ပြာခံယူတဲ့ဗုဒ္ဓဘူးနေ့ကစတင်ခဲ့တာဖြစ်ပါတယ်။ဗာတီကန်ရဲ့သတင်းထုတ်ပြန်ချက်အရဆိုရင်ပုံရံမင်းကြီးဟာစည်းရုံမှာစေကူတာမှုခံနေရပေမဲ့လေသူ့ရဲ့လုတ်ပေါ်ဆောင်ဖက်တွေဖြစ်တဲ့အတွင်းရင်းမှုတွေရဲ့အကူအညီနဲ့လုတ်ဆောင်နိုင်တာတွေကိုဆက်လက်ပြီးလုတ်ဆောင်သွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်။ ်ပပဖရန်စစ်စ်ရဲ့ဝါရင်ဒရင်စ်ကားမှာသူရဲ့ဝါရင်ကာလာဟာလူတဦးရဲ့အသက်တာမှာပြောင်းလဲဖို့အလွန်လိုအပ်တဲ့အပိုင်းသုံးပိုင်းကို ပြန်လည်စဉ်းစားသုံးသပ်ဖို့အကောင်းဆုံးအချိန်ဖြစ်တဲ့အကြောင်းဒီအချက်သုံးချက်ကတော့နံပါတ်1တခြားသူတွေနဲ့အတူရှောက်လန်းခြင်းနံပါတ်2စီးနှော့အသက်တာကို ရှင်သန်ခြင်းနဲ့နံပါတ်3မျှော်လင့်ချက်ထားခြင်းတို့ပဲဖြစ်တယ်လို့ဆိုပါရယ် ်ပထမဦးဆုံးပြောင်းလဲဖို့ယင်နှူးစော်ခံရမှုဟာကျွန်တို့အားလုံးခရီးသွားများဖြစ်ကြတဲ့ဆိုတဲ့အသည့်ကနေထွက်ပေါ်လာခြင်းပဲဖြစ်ပါတယ်ဒီအချက်ပေါ်မှာကျွန်တို့ရဲ့အတ္တာဘလို့ထင်ဟပ်နေတယ်ဆိုတာကိုခိတ္တရနာပြီးမေးမြန်းစစ်ဆေးဖို့ဖြစ်တယ်လို့ဆိုပါတယ်ကျွန်ုပ်အမှန်တကယ်ခရီးပြုနေပါသလားကျွန်ုပ်လှုပ်ရှားရွေရှားမှုကင်းစွာ မတည့်ရက်နေပါသလား အကြောက်တရားမျောလင့်ချက်ကင်းမဲ့စွာတွာလာနေပါသလားကျွန်ုပ်ရဲ့တက်တောင့်တက်တာဖြစ်နေတဲ့အတိုင်းအဝိုင်းကနေရုံထွက်ဖို့တွန့်ဆုတ်နေပါသလားအပြစ်သူကြောက်ရောက်စီဖို့တွန့်ဖို့ဖန်တီးရာရောက်စီတဲ့အခြေအနေမျိုးတွေ ျွန်ုပ်ရဲ့ဂုံတိတ်ခါကိုပွန့်ပယ်စေမယ့်အခြေအနေဘဝရဲ့နေထိုင်ပုံကို ချမ်းလက်ထားနိုင်တဲ့နီးလန်းတွေကို ဖွေရှာလိ ရှိပါသလားဆိုရဲမိခွန်းနေပဲဖြစ်ပါတယ်ညွန်လင်းချင်းပါရမီနဲ့ဆက်လင်းပြီးပပဖရန်စစ်ကကက်ကလီသာနာတော်ရင်ဖျားစကားဆောက်ထဲမှာတွင်တင်ချက်ကိုကိုးကားပြီးတော့ညွန်လင်းချင်းဟာဝိညာဉ်အတွေ့တေချာမြဲခိုင်တဲ့ကြောက်စုဖြစ်တယ်လို့ဆိုပါရယ် ယေရှုခရစ်တုသခင်၌ဘုရားသခင်ရဲ့ချက်ချင်းကိုခံစားရတဲ့အတွေ့ယေရှုတင်ပါတယ်။ကျွန်တို့အားစိတ်ပြတ်မသွားစေတဲ့မျှော်လင့်ခြင်းမှာတည်မီနေကြတယ်။ဒီမျောလင်းခြင်းဟာလူသားတိုင်းကေတင်ခြင်းရစီရီဆုတောင်းဖို့သာသနာတော်ကြီးကိုတွန်းအားဖြစ်စေပါတယ်။သာသနာတော်အားလည်းသူ့ရဲ့သူတို့သားဖြစ်တဲ့ခရစ်တုသခင်နဲ့ကောင်းကင်နိုင်ငံတော်မှာပေါင်းစည်းဖို့မျောလင်းချက်ဖြစ်ပေါ်စေပါတယ်လို့ဆိုပါတယ်။ ပပါဖရန်စစ်စာအာဗီလာမြို့မှာစင်ချူရီစာရဲ့မျောလင်းချက်နဲ့ဆက်လင်းပြီးစုတောင်းမြစ်တာကိုလည်းထည့်သွင်းဖော်ပြခဲ့ပါရယ်။ဦးကျွန်ုပ်ရဲ့ဝိညာဉ်မျောလင်းလို့တင်ဟာနေ့ရက်မသိအချိန်ကာလမသိပေ။တတိကြီးစွာနဲ့နှူချာနေလို့အယယာသည်မျက်စိတမိလျှက်တပြက်အတွင်လျင်မြန်စွာဖြစ်ပြလေရှိသည်။ တင်းဤစိတ်မရှိတီးမခံနိုင်ခြင်းသည်တေချာသောအရာကိုပင်တန်တရားစိတ်ကိုဖြစ်ပေါ်စေသည်တူတောင်းသောအချိန်ကို ရှည်လျားသွားအောင်ကြာရှည်သွားစေသည်လို့ဆိုပြီးတော့အာဗီလာမြို့မှာစင်ထရီစာရဲ့မျော်လင့်ချက်နဲ့ဆက်လင်းပြီးဆိုတဲ့စွတ်တော်မြတ်တာလေးကိုထည့်သွင်းပြီးတော့ ပပန်းဖရန်စစ်ရဲ့မင်္ဂလာသတင်းစကားအစီအစဉ်မှာဒီတစ်ပတ်2025ခုနှစ်ရဲ့ဝါရင်သတင်းစကားအပိုင်းတအနေနဲ့ဝေငှပြီးရင်ဒီမှာပဲရန်နာလိုက်ပါရယ်ဓမ္မမိတ်ဆွေအပေါင်းယောဂဗီဗျာကေဝီလျေဘီယန်နီရဲ့ခသိန်းကင်းရှင်းကနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဖျားရှင်ကောင်းကြီးနေ့စဉ်တို့လို့ခံစားကြရပါစေလို့ဂျမစစ်စတေလူစီယာတနအောင်ကဆုတောင်းမြတ်တာပို့သားလိုက်ပါရယ်ရှင်